ားလုံးပဲမင်္ဂလာပါခင်ဗျာ Lucky Dude Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ခင်ဗျာ26ရက်3လ2022ကနေကုန်အတွက်เนาะဒုတိယလေးကိုတော်ပြပေးသွားပါမယ်ပထမဆုံး12နာရီ10မိနစ်အတွက်ကျွန်တော်တို့ပထမဆုံး12နာရီ10မိနစ်အတွက်ထိပ်စီပိုင်းလေးကိုကျွန်တော်တို့စာကြည့်ကြပါခင်ဗျာเนาะပထမဆုံးထိပ်စီပိုင်းလေးက12နာရီ10မိနစ်အတွက်ထိပ်စီပိုင်းလေးကတရား4ရက်6ရက် 6ရက်8ရက်ဒီကျွန်တော်လေးလုံးပေါင်းချင်းဟုတ်ပြီနော်ဒီလေးလုံးပေါင်းချင်းပေါ့ခင်ဗျာ6နဲ့4 7နဲ့8နဲ့ပေါင်း20 20နဲ့4 4ပေါ့ခင်ဗျာနော်4ရက်နှက်ခတ်က2ဒီမှာကျွန်တော်တို့ဘာထွက်သွားပြီလဲဆိုတော့4ရက်နှက်ခတ်က2ဆိုတော့ဒီမှာ2ဒိတ်စီလေးထွက်သွားပြီဟုတ်ပြီနော်4ရက်နှက်ခတ်က2နှစ်ထိပ်စီထွက်သွားပြီဒီလေးလုံးပေါင်းချင်းပေါ့နော်6နဲ့4 7နဲ့ 20 20နှစ်ပေါင်း20 24 4ရက်နှစ်ခတ်ကနှစ်နှစ်ထိစီထွက်သွားပြီခင်ဗျဟုတ်ပြီနော်နောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်ပေးပါနောက်တစ်ခုနောက်တစ်ခုကျတော့ဒီက6ရက်နော်ဒီက2ရက်6ရက်2ရက်နော်ဒီ၄လုံးပေါင်းချင်းဒီ၄လုံးပေါင်းချင်းမှာကျွန်တော်တို့ပါရမလဲနှစ်6နှစ်ပေါင်းချင်းက10 16ပေါ့နော်၄10 16 6ရက်နှစ်ခတ်က9 တော့ဒီမှာလည်းဘာထွက်သွားလဲဆိုတော့ကိုးထိပ်စီထွက်သွားတယ်ဟုတ်နော်6 2 6ပေါင်းချင်းက16ရပါတယ်6ရဲ့နှက်ခတ်ကကိုးကိုးထိပ်စီထွက်သွားပြီနော်ဒါကြောင့်လာမယ့်ကျွန်တော်တို့26ရက်နေ့12နိုင်10မိနစ်မှာဖြစ်နိုင်ကြီးရှိတဲ့ထိပ်စီလေးရာဒီဟာ2ရဲ့5ရဲ့6ရဲ့3ရဲ့4လုံးပေါင်းချင်းเนาะဒီ4လုံးပေါင်းချင်းပေါ့ခင်ဗျာ နှစ်5ပေါင်ခြင်းခုနှစ်3နှစ်ပေါင်း36ပေါ့နော်6ရဲ့နှက်ခတ်က6ပဲခင်ဗျာဒါကြောင့်မို့ဘာရသွားပြီလဲဆိုတော့ကျွန်တော်တို့က6ထိတ်စီရသွားပြီနော်6တလုံးကျွန်တော်တို့ကောင်းကောင်းလေးရသွားပြီခင်ဗျာနော်6ထိတ်စီရသွားပြီအခုအပိတ်လေးပြမယ်ခင်ဗျာနော်7နှစ်နိုင်10မိနစ်အတွက်ကျွန်တော်အပိတ်ကဏ္ဍလေးဆက်ကြည့်မယ်7နှစ်နိုင်10မိနစ်အတွက်အပိတ်ကဏ္ဍလေးရဒီက6နဲ့4နဲ့ပေါင်းခြင်းနော် 6ရက်4ရက်ပေါင်းချင်းက10 3ည3ညရဲ့ပါဝါကျွန်တော်က900ရတယ်နော်3ညပါဝါ9ဆိုတော့ဒီမှာကျွန်တော်3ညပဲယူတယ်3ညအပိတ်နဲ့2 3ညထွက်သွားတယ်6နဲ့4နဲ့ပေါင်း10 3ညပါဝါ9ဒီမှာ3ညအပိတ်ထွက်သွားတယ်2 3ညဟုတ်ပြီအဲ့ဒီတိုင်းပဲကျွန်တော်တို့နောက်တစ်ခုဆက်ကြည့်မယ်6နဲ့9နဲ့ပေါင်းတော့73 3ရဲ့ပါဝါက8ဟုတ်ပြီနော်3ပါဝါ8ဆိုတော့ဒီမှာပါလို့တယ်ဆိုတော့ ဒီမှာ၈အပိတ်နဲ့98ထွက်သွားတယ်။ဟုတ်ပြီနော်။၃အပိတ်နဲ့98ထွက်သွားတယ်။ပြီးရင်ကျော်တို့လာမယ်နော်၁၂နာရီ10မိနစ်အတွက်ဖြစ်နိုင်ရရှိတဲ့အပိတ်ကဏ္ဍကဒီနဲ့လုံးပေါင်းခြင်း။၆နဲ့လီ၁နဲ့၂ရဲ့ပါဝါက9ကျော်တို့ခုနကအပေါ်မှာနှလုံးယူထားတဲ့အတွက်ကျော်တို့ကအပိတ်ကနှလုံးဖြစ်မယ်နော်98 98 9ဟုတ်ပြီနော်98 99ပေါ့ခင်ဗျာ။ ဒီ network ကတော့ကျွန်တော်တို့72 10မိနစ်အတွက်ထွက်ခဲ့တဲ့ထိပ်စီကဏ္ဍလေးเนาะအကောင်းဆုံးကဏ္ဍလေးနှစ်ပတ်ပေါ့ခင်ဗျာเนาะအကောင်းဆုံးကဏ္ဍလေးနှစ်ပတ်အဲ့ဒီမှာမှာเนาะတွဲထိုးခြင်းတဲ့လူတွေအတွက်ကတော့6ရက်နှစ်ခတ်ကကို6ရက်ပါဝါက1နှစ်ပါဝါ9နှစ်2ရက်နှစ်ခတ်က4เนาะအဲ့လိုလေးတွဲထိုးလို့ရပါတယ်ခင်ဗျာဒါကအဓိက main ကွက်ကတော့92နှစ်နဲ့98ခုနှစ်ပေါ့ဒါက72 10မိနစ်အတွက်ဟုတ်ပြီเนาะ 26ရက်နေ့ဗုဒ္ဓဘူးနေ့7နာရီတမနှစ်အတွက်အခုကျွန်တော်ညနေ4နာရီခွဲအတွက်ကိုကျွန်တော်ပြပေးမယ်ခင်ဗျာเนาะ4နာရီခွဲအတွက်ပေါ့เนาะ4နာရီခွဲဟုတ်ပြီเนาะ4နာရီခွဲအတွက်ကိုကြည့်ပေးပါ4နာရီခွဲပြမအောင်ဆိုကျွန်တော်တို့က9ထိပ်စီเนาะ9ထိပ်စီကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ဒီနှလုံးပေါင်းခြင်းဟုတ်ပြီเนาะဒီနှလုံးပေါင်းခြင်းက၄နဲ့6နဲ့ပေါင်းခြင်းက10 ၃ညနှစ်ခတ်က9ဟုတ်ပြီနော်၃ညနှစ်ခတ်က9ဆိုတော့ဒီမှာကျွန်တော်တို့ဗာထိတ်စီထွက်သွားတယ်9ထိတ်စီထွက်လာတယ်ဟုတ်ပြီနော်၄နဲ့၆နဲ့ပေါင်းရင်၁၀၃ည၃ညနှစ်ခတ်က9 9ထိတ်စီနောက်တစ်ခုကျွန်တော်တို့ဆက်ကြည့်မယ်နော်ဒီနှလုံးပေါင်းခြင်း6နဲ့2နဲ့ပေါင်းခြင်းက8 8ရဲ့နှစ်ခတ်က1ဒီမှာလည်း1ထိတ်ထွက်သွားတယ်ဟုတ်ပြီနော်အဲ့ကြောင့်မို့ညနေ၄နိုင်ခွဲမှာဖြစ်နိုင်ခြေရှိတဲ့ထိတ်စီးရဒီနှလုံးပေါင်းခြင်းပေါ့နော်ဒီနှလုံးပေါင်းခြင်းက9 9ရဲ့နှက်ခတ်က3ည ုံညဆိုတော့ညနေပိုင်းထိတ်စီကကျွန်တော်တို့၃ညကျလုံးရသွားပြီဟုတ်ပြီနော်ဒါက၄နိုင်ခွဲအတွက်ထိတ်စီကနန်း၃ညလေးနောက်ပိတ်လေးကိုဆက်ကြည့်မယ်ခင်ဗျာနော်ကျွန်တော်တို့ပိတ်ကနန်းကိုဆက်ကြည့်ပြီးပါဒါပိတ်ကနန်းလေးဟာပိတ်ကနန်းကြတော့ဒီဟာ2ရက်2ရက်6ရက်8ရက်နော်2 2 6 8ပေါင်းချင်းပါနော်2 2 6 8ပေါင်းချင်း၄လုံးပေါင်းချင်းပါနော် လေးလုံးပေါင်းခြင်းက4638ရှစ်ရဲ့ပါဝါက3ဒီမှာဘာဖြစ်တော့သွားပြီလဲ3အပိတ်နဲ့80နဲ့3ထွက်သွားတယ်2268ပေါင်းခြင်းက1038ရှစ်ရဲ့ပါဝါ3 80ထွက်လာတယ်နောက်တစ်ခုတည်းဒီတိုင်းပဲခင်ဗျ9နဲ့1နဲ့ပေါင်းတော့1016ဒီမှာ2နဲ့ပေါင်းတော့78ရှစ်ရဲ့ပါဝါ3ပဲခင်ဗျဒီမှာလည်း13ထွက်သွားတယ်3အပိတ်နဲ့ဟုတ်ပြီနော်ဒါကြောင့်မူလာမယ့်ကျွန်တော်4နာရီခွဲမှာ 26ရက်နေ့၄နိုင်ခွဲမှာ9နဲ့3နဲ့ပေါင်းစဉ်တက်ဆက်16 19ပေါ့နော်မှာ10ဆိုရင်မှာ96 9ရဲ့ပါဝါက4เนาะဒါကြောင့်ညနေပိုင်းမှာ3ည4တကွက်ပဲထိုးရမယ်ခင်ဗျာဒါကเนาะနေကုန်အတွက်ပါဒါပဲမနေ့နဲ့ညနဲ့ပြောင်းပြန်ထွက်ထွက်တတ်ပါလေခင်ဗျာเนาะမနေ့နဲ့ညနဲ့ပြောင်းပြန်ထွက်တတ်ပါလေဒါကြောင့်မို့เนาะပြောင်းပြန်ထိုးခြင်းနဲ့ထိုးတနေကုန်မှာ3ကွက်ပဲထိုးရမယ်ခင်ဗျာဟုတ်ပြီเนาะဒါက92 96 3ည4 အပူကြရင်ကျွန်တော်ကဟိုးမကြော်မွေးကနန်းထဲမှာကျွန်တော်အပူပေးတာတတရဲ့ရှစ်ရှစ်ရဲ့နော်အေးနှစ်ခွက်ကအပူထိုးခြင်းတဲ့လူတွေအတွက်တတနဲ့ရှစ်ရှစ်ကိုထိုးပါခင်ဗျအားလုံးပဲကျွန်တော်တို့နော်26ရင်းဒီမှာမနက်ဝညပေါ့ကံကောင်းကြပါစေအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ